ဟယ်လိုအားလုံးပဲမိင်္ဂလာပါခင်ဗျာကျွန်တော်တို့ဝင်းနာတင်မြန်မာ YouTube Channel ဘောလုံးပွဲသုံးသက်ချက်ကနေမှပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့မနေ့ကတော့ကျွန်တော်တို့ YouTube Channel မှာကျွန်တော်တို့ Special 1တပွဲတင်ခဲ့တယ်ပေါ့နော်အဲ Roma Boni ဆိုပြီးတော့တင်ခဲ့တယ်အဲ့ဒါတော့ကျွန်တော်တို့တဝက်လောက်တော့ကျွန်တော်တို့နိုင်တော့တယ်ပေါ့နော်ဆိုတော့ဘောလုံးပွဲဆိုတော့ဒါအနိုင်ရှုံးဆိုတာတော့ရှိတတ်ပါတယ်နော်ဆိုတော့အဲဒီပွဲဒီနေ့မှာတော့ကျွန်တော်တို့ဒါ Monday night မှာတော့ကျွန်တော်တို့ပွဲစဉ်တွေ၃ပွဲအထိရှိတယ်ပေါ့နော်ဒီနေ့ပွဲစဉ်တွေကိုကျွန်တော်တို့လည်းသုံးသပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ ပထမဆုံးအနေနဲ့ကျွန်တော်တို့အင်္ဂလန်ပရီးမီးယားလိဂ်ကပွဲစဉ်တစ်ခုဖြစ်တဲ့ကျွန်တော်တို့ဒါ Palace နဲ့ Forest နဲ့အတင်းပါပေါ့နော်ဒီမှာတော့ကျွန်တော်တို့ Asian Palace အတင်းရနေပြီးတော့ level ကိုကျွန်တော်တို့80ရှုံးကိုပေါင်းကြည့်ရကျွန်တော်တို့နှလုံးကို85ရှုံးဆိုပြီးတော့ဒါပေးထားတာတွေ့ရပေါ့နော်ဒီနှစ်သင်းဒီကျွန်တော်တို့ပထမကြော်တုံးက 1C နဲ့ Forest ကနိုင်ထားတယ်အဲဒီတော့ကတော့ Forest က level ကို90ရှုံးဆိုတဲ့ဈေးကိုပေးခဲ့တယ်ပေါ့နော်ဆိုတော့ဟတ်တူဟတ်ရကျွန်တော်တို့2023တော့ကပေါ့နော် ဆယ်လာပိုင်းတော့ဘဲလေးစကားကျွန်တော်တို့ level 90ရှုံးပေးခဲ့တယ်အိမ်ကွင်းမှာကျွန်တော်တို့2023မှာပဲကျွန်တော်9လပိုင်းတော့ဘဲလေးစကားကျွန်တော်တို့တလုံးကို90စားဆိုတဲ့ဈေးကိုပေးခဲ့တယ်ပေါ့နော်ဆိုတော့လက်ရှိခြေရတော့ကျွန်တော်တို့ဒါဖြစ်တင်ဖြစ်တိုက်တဲ့ဈေးတန်းကိုပေးထားတာတွေ့တယ်ဆိုတော့ဘဲလေးစကားတော့ကျွန်တော်တို့အောက်ကအတင်းပေါ့နော် forest ကတော့ကျွန်တော်တို့အဆင့်6သူအထက်ကအတင်းဖြစ်တယ်ဒီမှာတော့ဘဲလေးကတော့မမဟိုနိုင်လဲညှော်လင်းချက်မရှိဘူး forest ကတော့မဖြစ်မနေကျွန်တော်တို့နိုင်မှာဖြစ်မဲ့အတင်းဖြစ်တယ်ပေါ့နော်ဆိုတော့ အဲ forest ကတော့ကျွန်တော်တို့နောက်ဆုံးကန်တဲ့ပွဲတွေမှာလည်းကျွန်တော်တို့ရှုံးထားတာလည်းတွေ့တယ်ပေါ့နော်ဆိုတော့ palace ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် palace ဒီကျွန်တော်တို့ aston villa ကို palace အင်ကွင်းမှာ level 90ရှုံးပေးခဲ့ပြီးတော့4-1နဲ့နိုင်ခဲ့တဲ့ပွဲလေးတစ်ပွဲတော့ရှိတယ်ပေါ့နော်ဆိုတော့ဒီအဆင့်အနေထားနဲ့ပေးထားတာတော့မဟုတ်ဘူးဒီလက်ရှိကြီးအနေထားအရကတော့ကျွန်တော်တို့ဒီ head to head အနေထားနဲ့ရဒီကြီးကိုပေးထားတယ်လို့ကျွန်တော်တို့ထင်တယ် palace ဒီလက်ရှိမှာအင်ကွင်း9ပွဲကစားခဲ့တယ်အင်ကွင်းမှာ၄ပွဲနိုင်ပြီတစ်ပွဲ တည်ကြထားတယ်ပေါ့နော်အိမ်ကွင်းလေး palace ကကောင်းနေတာကိုတွေ့တယ်ဆိုတော့ forest အဝေးကွင်းကတော့ကျွန်တော်တို့၅ဘွဲကစားတယ်နှစ်ဘွဲနှစ်ဘွဲအထိကျွန်တော်တို့ရှုံးထားတာတွေ့တယ်ပေါ့နော်နောက်ဆုံးနှစ်ဘွဲမှာကိုမတွင်းထားတာလည်းကျွန်တော်တွေ့တယ်ပေါ့နော်မနေ့ကကျွန်တော်တို့ဒါနယူကာဆယ်ဘွဲတုန်းကလည်းအဲ့လိုပဲနယူကာဆယ်ကအမှတ်လိုနေတာဒါဝေးကွင်းမှာကန်ရတဲ့ဘွဲစဉ်ဖြစ်တယ်အဲ့ဒီမှာလည်းကျွန်တော်တို့ဖွင့်လှစ်ထားတဲ့ဈေးတီပေါက်ကြီးတီအဲ head to head ရကျွန်တော်တို့ပြန်ပြီးတော့ပေးထားတဲ့ပေါက်ကြီးအနေထားဖြစ်တယ်အခုလည်းလက်ရှိ palace ကလည်းကျွန်တော်တို့ဒါ head to head ရ ပေးတဲ့ခြေကိုပေးထားတာအမှတ်လိုအပ်ချက်ရပေးထားတဲ့စီမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီနေ့မှ forest ဒီတို့သုံးပွဲဆက်ရှုံးတယ်ဆိုတာမရှိဘူးလက်ရှိမှာ forest ကတို့တို့နှစ်ပွဲဆက်ရှုံးထားတယ် FA Cup မှာ Man City ကိုရှုံးခဲ့တယ် Brentford ပွဲမှာလည်းရှုံးခဲ့တယ်ပြီးတော့ကျွန်တော်တို့ Premier League ပွဲစဉ်မှာလည်းကျွန်တော်တို့ Everton ကိုကျွန်တော်တို့ရှေ့က Everton ပွဲကိုလည်းရှုံးခဲ့တယ်လို့ကျွန်တော်တို့ Brentford ပွဲကိုလည်းရှုံးခဲ့တယ်အဲ့ဒီရှုံးခဲ့တဲ့ပွဲတွေမှာလည်းဂိုးမသွင်းနိုင်ဘူးပေါ့နော်ဆိုတော့အဲဒီ forest ကြီးကျွန်တော်တို့ဒီနှစ်ပွဲဆက် ဂိုမသွင်းနိုင်တဲ့အခြေအားဖြစ်တယ်။သုံးဘွဲ့စစ်တော့ Forest ဂိုမသွင်းနိုင်ဘူးဆိုတာတော့မဖြစ်နိုင်ဘူး။ဒီဘွဲမှာ Forest ဘူးရမယ်လို့ကျွန်တော်တို့ညွှန်လင့်တယ်။ Body J ကတော့ကျွန်တော်တို့နည်းနည်းအန်ဒီရတော့များတာတော့ကျွန်တော်တို့မှန်တယ်။သို့တော့ကျွန်တော်တို့ Forest ဂိုရမယ်လို့ထင်တယ်။အမှန်လဲလိုအပ်ချက်ရှိနေတယ်။ Forest ကနောက်ဘွဲတွေမှာကျွန်တော်တို့အဲနည်းနည်းလေးခြောက်တယ်။ဒါပေမဲ့ချက်စီးနဲ့တွေ့ရမယ်ပွဲစဉ်ရှိတယ်။ဒီဘွဲမှာ Forest မရှုံးနိုင်ဘူးလို့ကျွန်တော်ထင်တယ်။အဝေးကွင်း forest ကိုပဲသဘောကျပါတယ်။နောက်တစ်ပွဲတော့ကျွန်တော်တို့ Genoa နဲ့ AC Milan နဲ့ပွဲမှာပေါ့နော်။ဒီမှာတော့ အဲ AC Milan ဒီစတဲ့ဂျီရုံကတော့ကျွန်တော်တို့3.80စားပေါ့နော်အခုတော့3.50စားဆိုပြောပေးထားတာတွေ့တယ်ကိုပေါင်းကြီးကတော့3.80စားပေါ့နော်ဆိုတော့ပထမကြော်တော့ကစီးစီးသိနေကြခဲ့တယ်အဲဒီတော့ AC Milan က 1D ဆိုတဲ့အနေထားပြီးခဲ့တယ်ပေါ့နော်ဆိုတော့လက်ရှိမှာတော့ကျွန်တော်တို့ level ရှုံးတော့ပြီးရင်တော့ရပြီ။ဒါပေမဲ့လက်ရှိခြေရတော့ဒါနဲ့ကကျွန်တော်တို့ပြင်းနေတာကိုတွေ့ရဲ။အဲဂျီနိုကတော့ကျွန်တော်တို့ဘာမှမျောလင်းစရာမရှိဘူး။သူအနေနဲ့ရှုံးသွားလဲပြဿနာမရှိဘူး။ AC Milan နဲ့ Toni လကောက်မယ်အဆင့်6ဖြစ်နေတယ်။ တော့နိုင်ွားရင်တော့သူတို့အနေနဲ့တော့တိတ်ခါအရာကန်သွားမယ်လို့ကျွန်တော်ထင်တယ် AC Milan ကတော့ကျွန်တော်တို့ကိုပါအီတလီယာမှာကျွန်တော်တို့ဖိုင်တယ်ကျွန်တော်ဘိုလိုနာနဲ့ကန်အမှရှိတယ်နော်ဒီဘက်ပြင်လဲဘိုလိုနာနဲ့ဒါစီးရင်ပွဲရှိတယ်အဲလက်ရှိ body ဈေးကတော့တော်လေးဒါပြင်းတယ်လို့ပြောရမယ်ဂျီနိုကတော့လက်ရှိကျွန်တော်တို့၅ဘွဲမှာကျွန်တော်တို့တပွဲပဲနိုင်တယ်၃ဘွဲအထိချေရှုံထားတယ်ဂျီနိုအာရဲ့ဖောင်ကတော်တော်လေးအောက်နေတာလဲတွေ့တယ်အီစီမီလန် ကတော့လက်ရှိမှာဖောင်နေနေကျွန်တော်တို့တက်နေတယ် ကျွန်တော်လက်ရှိမှာ injury ကစားသမားလည်းမရှိဘူးเนาะ AC Milan ဒီနောက်ဆုံး5ပွဲမှာ3ပွဲနိုင်ထားတယ်ဂိုးမပြရတဲ့ပွဲကလည်း3ပွဲထိရှိနေတာကိုလည်းကျွန်တော်တို့တွေ့တယ်ပေါ့เนาะဆိုတော့လက်ရှိကျွန်တော်တို့ခြေအဲဂျီနိုယာရဲ့ခြေစွမ်းကအကြဘက်ကိုရောက်နေတယ်အမှန်လည်းမလို့ဒီအတွက်ကြောင့်ကျွန်တော်တို့ဟိုအဝေးကွင်း AC Milan ဒီပွဲမှာရလက်ကောင်းွားလိမ့်မယ်လို့ထင်တယ် AC Milan ကိုလည်းကြိုက်ပါတယ်ခင်ဗျနောက်တစ်ခါတော့ကျွန်တော်တို့ဒီစပိန်လာလီဂါက Girona နဲ့ကျွန်တော်တို့ Mallorca နဲ့ပွဲမှာပေါ့เนาะဒီမှာတော့ Ancient Girona ကနေပြီးတော့မှ level 60ရှုံး ကိုပေါင်းကြီးကနှလုံးကို30ရှုံးဆိုပြီးပေးထားတာတွေ့တယ်ပေါ့နော်ဒီပွဲရဲ့ပေါက်စီးပေါက်ကြီးကိုတော်တော်နေနေတော်တော်လေးစိတ်ဝင်စားတယ်ဘာလို့လဲဆိုတော့အဲဂျီရိုနာလို့ဒီလိုရှုံးပွဲဆက်နိုင်ပွဲပြောင်းနေတဲ့အသင်းတသင်းကနေပြီးမာယော်ကာလို့အဆင့်9အသင်းကို level 90ဆိုတဲ့ဈေးတန်းကြီးကတော်တော်ကြီးကိုပြင်းရှာတယ်ပထမကြောက်တော့2ဝန်းနဲ့မာယော်ကာနိုင်ခဲ့တယ်အဲ့ဒီတော့ကမာယော်ကာဒီအိမ်ခွဲမှာတော့မှဒေချေးပဲပြီးခဲ့တာအခုဂျီရိုနာကအဆင့်ဆက်ကွန်ဒီတန်းဆင်းဆုံးနဲ့မှဖြစ်နေတဲ့အသင်းမို့လို့ကျွန်တော်တို့ level 90ဆိုတဲ့ဈေးတန်းကိုပေးထားတယ်ဘိုဂီတွေကတော့ အဲဂျီရိုနာအနေနဲ့အိမ်ခွဲမှာအဲမဖြစ်မနေနိုင်သွားမယ်လို့သူတွေတို့အနေနဲ့အကြီးကိုဖွင့်ထားတယ်လို့ကျွန်တော်တို့မှတ်ထင်ထားတယ်ပေါ့နော်ဆိုတော့ head to head ရလဲကျွန်တော်တို့ဒီ ancient ဂျီရိုနာကပဲကျွန်တော်တို့ level ရှုံးဆိုတဲ့ဈေးတန်းကြီးကျွန်တော်တို့ပြီးခဲ့တာတွေ့တယ်ဂျီရိုနာကတော့ကျွန်တော်တို့အဲဟိုပါပေါ့နော်ဒီနေ့မှာ champion league ကစားခဲ့တယ်ဒါပေမဲ့အခုလက်ရှိကတော့ခြေစွမ်းနေကျွန်တော်တို့ကြာဆင်းနေအဓိကကစားသမားတွေလည်း injury ဖြစ်နေတဲ့အတွက်ကြောင့်တော့တန်းဆင်းစုံသားမှာသုံးမှတ်ပဲကွာတော့လေဒီပွဲမှာမဖြစ်မနေသူ့အနေနဲ့နိုင်အောင်ကံမဲ့အနေထားတော့ရှိရပေါ့နော်ဆိုတော့ ရုံးမှရတော့မယ်။ပြီးခဲ့တဲ့ပွဲမှာလည်းကျွန်တော်လီကာနက်စ်ကိုကျွန်တော်တို့လီကာနက်စ်ကတယောက်ထွက်ပြီးတဲ့အချိန်မှာသူအနေနဲ့1စီဆိုပြီးတောက်လျှောက်ကိုသူတို့အနေနဲ့ဒိုမင်ဒိုမင်နိတ်လုပ်ခဲ့ရတယ်။သို့တော့ကျွန်တော်တို့နောက်ဆုံးမိနစ်ကျမှလီကာနက်စ်ကနေပြီးတော့ဒါကကိုယ်သွင်းသွားတယ်ပေါ့နော်အဲ့မှာ1 1တိကြပါတော်တော်လေးနစ်နာသွားတယ်ပေါ့နော်ဆိုတော့အဲဂျီရိုနာအနေနဲ့တော့တော်တော်လေးပြားဝင်သွားတယ်ပေါ့နော် ဆိုတော့လက်ရှိမှာဂျီရိုနာဒီကျွန်တော်တို့၁၁ဘွဲဇက်ကိုနိုင်ဘွဲပြောင်းနေတယ်အဓိကကတော့ကျွန်တော်တို့အဓိကကကျွန်တော်တို့ကစားသမားတွေကျွန်တော်တို့တန်ရာရနေတာလည်းပါတယ်ပေါ့နော်လက်ရှိကျွန်တော်တို့ဒီမာယော်ကာနဲ့ပထမကြော်တော့ကဘွဲစဉ်တုန်းကလည်းကျွန်တော်တို့မာယော်ကာဒီအနီ1 1နဲ့တေးကြပြီးတော့အနီကက်တယောက်ထွက်ရင်ထွက်ထားတာတော့မနေမာယော်ကာနိုင်သွားတယ်ပေါ့နော်ဆိုတော့မာယော်ကာဒီလက်ရှိမှာအဆင့်ကိုယူရိုပါလိဝင်နိုင်တယ်ဒီဘွဲနိုင်လို့ရှိရင်ယူရိုပါလိဝင်နိုင်တဲ့အနေအထားရှိတယ်ပေါ့နော်ဆိုတော့အဲလက်ရှိမှာတော့သူကခြေစွမ်းကြနေနေတယ်ကျွန်တော်နောက်ဆုံး၅ဘွဲမှာ အဲ၃ပွဲရှုံးထားတယ်။နှစ်ပွဲဆက်ကိုမသွင်းထားဘူးပေါ့နော်။ဆိုတော့ဒီဘွဲမှာမာယောကခိုးရနိုင်တဲ့အနေအထားရှိတယ်ပေါ့။နှစ်ပွဲဆက်ကိုမသွင်းထားတဲ့အတွက်ပေါ့နော်။ဒီဘွဲကတော့ကျွန်တော်တို့ risk ကတော့တော်တော်လေးများပါတယ်။အဲကြေးရယူမယ်ဆိုရင်တော့ ancient giro နာကိုယူရမယ်။ခြေစွမ်းရယူမယ်ဆိုရင်တော့ကျွန်တော်တို့မာယောကကိုယူရမယ်။မာယောကဒီကျွန်တော်တို့အဲလက်ရှိမှာအဆင့်ကိုဒီဘွဲမှာတိုင်လို့ရှိရင်လည်းသူ့အနေနဲ့ Europa League ကိုဝင်ခွင့် သူ့အနေနဲ့ရှိခဲ့။နောက်ကျွန်တော်တို့ကျွန်တော်ပထမကြော့တော့ကတူဝန်းနဲ့နိုင်ခဲ့တော့မှာကိုကျွန်တော်တို့အနီးကပ်နဲ့ထွက်ထားတော့မှာသူ့အနေနဲ့တူဝန်းနဲ့နိုင်ခဲ့တယ်ပေါ့နော်။ဆိုတော့လက်ရှိမှာလည်းဂျီရိုနာရဲ့ခြေစွမ်းတော်တော်လေးကိုဖောင်းအောင်နေတယ်။အဓိကကစားသမားလေးဒန်ယာရနေတာပဲပါတယ်ပေါ့နော်။အနေဆုံးမာယော့ကဒီတရေကန်သွားမယ်လို့ထင်တယ်။ဒီဘွဲကတော့ကျွန်တော်တို့ကတော့မရွေးဘူး။ဒီဘွဲကတော့ကျွန်တော်တို့ဝမ်းဝမ်းနေပဲစကြည့်ရမယ်ပွဲစဉ်တစ်ခုရှိရဝမ်းဝမ်းနဲ့လည်းရက်ချင်ရက်သွားလိုက်မယ်ကျွန်တော်တို့ဂိုးလည်းပေါ်သွားနိုင်မယ်ကျွန်တော်ဆိုတော့မာယော့ကာပဲကြိုက်တယ် ကြေးအရာရွေးမယ်ကြေးအရာကြိုက်တယ်ဆိုတော့ကျွန်တော်တို့ ancient giro na ဝဲယူရမယ်ပွဲစဉ်မှာခင်ဗျာဟုတ်ကဲ့ဒီနေ့ကတော့ကျွန်တော်တို့ဒီလောက်ပါခင်ဗျာကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe မလုပ်ရသေးဘူးကျွန်တော်လို့ရှိရင် subscribe လေးနဲ့အားပေးခဲ့ပါဦးလို့ကျွန်တော်တို့ comment မှာလည်းကျွန်တော်ကိုကြံပေးတဲ့ comment လေးကျွန်တော်ကိုလည်းရေးသွားပေးခဲ့ပါဦးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးလည်းဖေးခင်ကြပါစေခင်ဗျာ